ဟတီးမတုတ်ကိုအားကြပြီးတံမြာသီးတုတ်တွေရောင်းနေတဲ့မမကြီးတွေးကေနူလိုင်းနူလိုင်းမန္တလေးကဖတီးမရဲ့တံမြာသီးတုတ်ကတော့မတိရဲ့သူမရှိတော့အောင်နမဲကြီးနေတာပါ ဥပိန်တရားဘေးမှာအရန်လူများလာလို့ဖျားဝင်းအတွင်းမှာပြောင်းရွှေ့ပြီးတော့ရောင်းနေရတာ တန်မြာသည့်နှစ်တွေကိုပါထုတ်လုပ်နေပါပြီဖက်တီးမကအရင်ကတည်းကလည်းဥပိန်တရားမှာချင်းပေါင်းလေးတွေရောင်းချခဲ့တဲ့သူပါအကျွေးတွေပက်လဲဝိုင်းခဲ့ပြီးအစင်မပြေဖြစ်ရင်းကနေဒီကလေးလေးကိုရောက်လာခဲ့ကကိုဝင်ဆောင်နေတဖက်နဲ့ဈေးရောင်းခဲ့ပါတယ်ဖက်တီးမက ကိုဝင်ဆောင်ချိန်မှာတန်မြာသည့်တုတ်စားကျင်တာကြောင့်ကိုရိုင်းလုံစားရင်းကနေလူကြိုက်များတော့အာဘီအကျွေးတွေလည်းခြေသွားခဲ့ပါပြီ ဖတီးမရဲ့တံပြာသီးတုတ်ကမန္တလေးမှာပဲရတာကြောင့်ရန်ကုန်ကမမကြီးတွေးကေကလည်းရောင်းချနေပြီဖြစ်ပါတယ်မမကြီးတွေးကေကတုတ်လေးတွေကိုရောင်းချရင်းနဲ့ဘဝကိုရည်တည်ခဲ့ရပြီးအခုတော့ရွှေဆိုင်ဖွင့်ထားသူဖြစ်ပါတယ်ရွှေဆိုင်ဖွင့်ထားပေမဲ့လည်းဘဝမမေ့တာကြောင့် တန်မြာသည်တုတ်တွေကိုကိုယ်တိုင်လှုပ်ပြီးတော့ရောင်းချနေပါတယ်။မမကြီးတွေးကေက ဖတီးမရဲ့တန်မြာသည်တုတ်ကိုလိုက်တူပြီးတော့ရောင်းနေဆိုကဝေဖန်ကြပါတယ်။ဒါပေမဲ့သူကိုယ်တိုင်တစ်ချိန်တုန်းကအတုတ်တီဖြစ်ခဲ့ဘူးတာကြောင့်မမကြီးတွေးကေလည်း တဏျာသီးတုပ်တွေကိုရောင်းချနေပါတယ်။မမကြီးတွေးကေကဆင်ကယ်မသားတယောက်ဖြစ်ပြီးသူ့ကလေးမွေးဖွားတဲ့ရက်မှာ သူ့ရဲ့ခင်ပွန်းတီကမမကြီးတွေးကေရဲ့တငယ်ချင်းရင်းခေါက်ခေါက်နဲ့လက်ထပ်သွားခဲ့တာဖြစ်ပါတယ်။လက်ထဲမှာတရာကြက်တောင်300ရာမရှိတဲ့ဘဝကနေမမကြီးတွေးကေကအတုတ်ရောင်းပြီးချမ်းသာကျေဝလာခဲ့သူဖြစ်ပါတယ်မမကြီးတွေးကေဟာငရုတ်သီးနှံကတ်ကျော်ကိုရောင်းချခဲ့ပြီးတော့တွေးကေပုံစံလက်ဖက်ညွန့်တွေကို ရောင်းပြီးဒီနာမည်တွင်လာခဲ့တာပါ new line New Line အမကြီးတွေးကေကအတုံးမြုပ်သီးနှံကက်ကြော်နဲ့လက်ဖက်ညွန့်ထုတ်ကိုရောင်းတဲ့ဘဝကနေကြီးပွားချမ်းသာလာပြီးတနည်းအတွင်ကိုနိုတိုက်ခန်းသုံးခန်းရွှေဆိုင်အပြင် အခြားသောလုပ်ငန်းတွေကိုပါပိုင်ဆိုင်လာခဲ့ပါတယ်။ဒါကြောင့်ဖက်တီးမီရဲ့တံပြာသီးတုပ်ကိုတော့ဖက်တီးမကို အားပေးတဲ့သူတွေက တူပပြီးတော့မယောင်းစေချင်ပါဘူး။ဖက်တီးမက အခုမှအဆင်ပြေုံရှိသေးပြီး အမကြီးတွေးကေကတော့ရွှေဆိုင်တွေမီနီမက်တွေနဲ့ချမ်းသာကြွယ်ဝလာတဲ့သူပါ အမကြီးတွေးကေက2025ခုနှစ်ထဲမှာရွှေဆိုင်တွေထပ်ဖွင့်မယ်ဆိုပြီးအခုတော့ဖတ်ကြီးမရဲ့တံမြာသီးတုတ်တိုင်တုတ်ပြီးတော့ရောင်းချနေပါတယ်မကြီးတွေးကေကအတုံးနဲ့အကျိုးပေးတာကြောင့်သူ့ရဲ့တံမြာသီးတုတ်ကလည်းလူကြိုက်များပါတယ်ပင်လေရီကဘသူတောက်တောက်မကုန်ခမ်းဘူးဆိုတဲ့စကားအတိုင်းမမကြီးတွေးကေကလည်းသူ့ရဲ့အဆန်းအဟန့်နဲ့တံမြာသီးတုတ်တွေကိုရောင်းချနေပါတယ် အမကြီးတွေးကေကတံပြာသည်တုပ်တွေကိုရောင်းနေပေမဲ့ဖတီးမရဲ့ရောင်းအားကလည်းမကြသွားခဲ့ပါဘူးဖတီးမဟာအေးသွေးတွေကိုထိန်းထားတဲ့အပြင်အရသာကိုလည်းမလျှော့သွားတဲ့အတွက်အခုထက်ထိတန်းစီပြီးတော့ဝယ်နေကြဆဲဖြစ်ပါတယ်အတီးမရဲ့တံပြာသည်တုပ်ကိုအရင်ကတော့ဥပိန်တရားကိုလာမပဲစားရတာဖြစ်ပေမဲ့အခုတော့မန္တလေးမြို့အတွင်းကို delivery နဲ့မှစားလို့တောင်ရနေပါပြီအဝေးကစားခြင်းသူတွေအတွက် ငါပြည့်ရဲ့အနှင်းနဲ့အတုံးမှုန့်တွေကိုဖတ်တီးမကရောင်းချနေပါတယ်ဖတ်တီးမရဲ့အမျိုးသားကအရင်ကတော့နိုင်ငံသားမှာအလုတ်သွားလုပ်နေရသူပါဖတ်တီးမကမထင်မှန်ထားလောက်အောင်ရောင်းအားကောင်းလာတဲ့အပြင်ငွေခံနီးဖြစ်လာတာကြောင့်ဖတ်တီးမရဲ့အမျိုးသားကလည်းနိုင်ငံသားကနေပြန်လာပြီးတံပြာသီးတုပ်ကိုကူရောင်းပေးနေပါတယ် ဖတီးမရဲ့တံပြာသီးတုတ်ကိုအားကြပြီးတော့လိုက်ရောင်းနေကြပေမဲ့လေဖတီးမရဲ့လက်ရာကိုပဲလူကြိုက်များနေကြတာပါဒုတိယကလေးကိုငွေဖွားခါနီးမှတံပြာသီးတုတ်ကြောင့်အကျိုးပေးပြီးမထင်မှတ်ထားလောက်အောင်လူတိများလာတာကြောင့်ကလေးလေးရဲ့ဖုံးကံကြောင့်ဖြစ်မယ်